ဆယ်ရန်ကုန်မှာတော့ငလျင်အလုတ်သွားပါပြီရန်ကုန်အလုံးမှာလုတ်သွားပြန်ပြီ7နှစ်70မိနစ်မှာတော်တော်ကျန်းတယ်တက်လိုက်ကြရင်းနေမယ်တော့ရေချုံးလို့ဆိုတော့ကျွန်တော်ချက်ထားချင်းမှာငလျင်ထုတ်တာအခုလိုအောက်ဆင်းနေမျိုးအောက်မှာတရေတွေကိုတက်တယ်အရေးကြီးလို့အိုင်ဖိုက်ရံပတ်သက်ရံပါယူပြီးအဲ့ရောက်ကျွန်မကကျွန်မတို့နေတဲ့စိုင်းဆိုရင်လုံးဝတင်းတင်းတင်းနေလေရှိသမျှထုတ်လေဆိုအကုန်လုံးတုံပြီးတော့အဲ့လိုမျိုးဖြစ်တယ်လေအကုန်လုံးကိုပြောတယ်နော်သတိလေးတော့ထားစီခြင်းနဲ့ရှင့်ကျွန်မတို့ကဂဲမမူလစာတငယ်တွေလို့လေခါဝါတအားတိတာတော်တော်ကိုခါသွား ားလုံးမင်္ဂလာပါမျိုးလူရေမွဲ YouTube channel လေးအကြိုဆိုလိုက်ပါတယ်မိုဒီနဲ့တက်ဆက်ပေးခြင်းတဲ့တင်လင်းကတော့အော်တိုဘလာ16ရက်နေ့ည17:00နာရီ6မိနစ်7မိနစ်ဝန်းကျင်မှာရန်ကုန်ကိုဥတီပြီးတော့ငလင်းနှစ်သိန်းလှုပ်သွားပြီပေါ့နော်ပြင်အားကတော့တော့တက်မ9ရှိတယ်ရန်ကုန်ကိုက်အိမ်ပြင်မှာနေတဲ့မိဘပြည်သူတွေဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းသွားလဲဆိုတဲ့မှတ်တမ်းဒီဗီဒီယိုလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ကြည့်တဲ့မျိုးတွေလည်းကျွတ်ပစ္စည်းကကိုလို့ရအောင်လို့ဘူးတူတာနေနဲ့ပြန်လဲညှောက်လိုက်ခြင်းပဲဖြစ်ပါလိမ့်မယ်။မွဲဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှိ။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ရအောင်နော်။ ဆေးရန်ကုန်မှာတော့ငလျင်အလုတ်သွားပါပြီလို့ရန်ကုန်အလုံးမှာမင်းတို့နေတဲ့စီမှာလုတ်သွားတာဖြစ်ပါတယ်ကဲရန်ကုန်မြို့ဘန်ဘယ်နေရာဒီမှာလုတ်ကြတယ်လဲပြောကြကြအောင်ကြရင်မင်းတို့ရေချုံးလို့တို့ကလုံးချထားကြမှာငလင်ထုတ်တာအခုတို့အောက်စင်နမျိုးအောက်ကခင်းရောကြဲတဲ့တာအရေးချိုးအိုင်ပိုက်ရပတ်စံရပါယူပြီးအဲ့အောင်ပေါ့ကခင်းသုံးလုံးရေချိုးနေတာငယ်လို့မှမသိဘူး ရှာလို့လေကလွန်ဒရီစင်းချာလာတော်ပြည့်တငယ်တွေမတွေးလို့ကြာကြိုက်ကလေးလို့စပ်နေရတယ်ခေချက်တော်ရင်ထဲမှာလေချင်းမျိုးကလဲလွားနေတာငါပဲမြည်ရမှာအခိုးလာရထင်လို့ငါအဲ့လေအရန်ကြပြီအားလုံးအနေကြီးကြပါစေစိုင်းမှာနေတဲ့သူတွေနော်ကျူလေးဆိုကျမရပါမှာတော့ကျမရွှေကိုရအောင်ကဲကဲကျလို့ဆိုစာကြာတမျိုးကျွန်တော်အရုပ်ဘေးရနေခင်းရှင်းရပါလားကြီးမမတို့ရေငလင်းကတော့လှုပ်သွားတယ်တော့ရန်ကုန်မှာကျမတို့ကခလေးနဲ့ပစ္စည်းတွေထည့်နေလို့ရှိသေးလက်အောင်လက်နဲ့ ဟိုကနေ17နာရီဘွာ6မိနစ်10မိနစ်လောက်တော့ဖြစ်မယ်လောက်တာလေကျမတို့နေတဲ့ဆိုင်ဆိုတော့လုံးဝတင်း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 နေလေရှိသမျှထုတ်လေဆိုအကုန်လုံးတုံပြီးတော့အဲ့လိုမျိုးဖြစ်တာလေအကုန်လုံးကိုပြောတယ်နော်သတိလေးတော့ထားစီခြင်းနဲ့ရှင့်ဟိုကငလင်းကနောက်ဆက်တွဲလှုပ်လားမလှုပ်လားတော့မသေးချဘူးပေါ့နော်အရာအလုံးကတော့သတိကပ်ပြီးသတိထားတာတော့အဆင်ပြေလိမ့်မယ်ကလေးတငယ်တွေရှိတယ်ဆိုလို့ရှင်လေလေဘာလို့ဆိုငလင်းကအရင်တော့ဆိုမန်းလေးတွေဘာတွေဘက်ပဲနည်းနည်းလေးဟိုလှုပ်ကြတာပေါ့နော်အခုကရန်ကုန်ပါလေအဲ့လိုတိတိတတကြီးလှုပ်လာတာဆိုတော့လေကျမတို့ရန်ကုန်ကဟိုအထက်မြင့်နေပါနေတဲ့လူတွေဆိုတော့သတိထားစီခြင်းနဲ့ဒါက ဟိုပါဗောနော်လုံမမလုံဘူးကျွန်မအကျိုးတင်ခံမှန်းတာမဟုတ်ဘူးနော်ဟိုအကောင်လုံးကလေးတငယ်ရှိရလူတွေပါတယ်ဆိုလို့ရှင်တတိလေးနဲ့ထားပြီးတတိလေးနဲ့အိတ်စီနေတာဗောနော်အဲ့ဒါလေးပြောပြတာဗောနော်ကျွန်မဆိုဟိုရင်းနေတုံးနေတော့ဘာဆိုပြီးခဲ့တဲ့ရက်ကလည်းအဲ့ငလင်လောက်တဲ့ဟာယူဖက်ပြီးတညာလုံးမအိတ်ရတော့လေအဲ့လိုဖြစ်နေလို့အာဒီညတော့တတိလေးထားပြီးအိတ်ကြပါလို့နော်ဟိုမှာတော့အဲ့ဒါလေးတတိထားစီခြင်းလို့ပြောပြတာပါရန်ကုန်လည်းအခုလှုပ်လာပြီဆိုတော့လေအရင်တော့တော့တခြားမြို့တွေပဲနည်းနည်းသိတာတော့အခုကရန်ကုန်မှာပါလာတော့လေနည်းနည်းလေးသတိထားထားစီခြင်းလို့ပါနော် အော်ညမနိုင်ငံကြီးဘယ်တော့မှကောင်းကောင်းနေရမှာလည်းမသိဘူးငလင်းလှုပ်သွားပြန်ပြီ7နှစ်70မိနစ်မှာတော်တော်ကျန်းနေအကုန်လှုပ်သွားတာဘယ်သူပဲဖြစ်သွားလဲမသိတိုင်းတွေဒီယူဆိုင်ကြအောင်နော်ဘာတဲဟဲတော်တော်ဆိုးတာပဲ7နှစ်9မိနစ်ကရန်ကုန်ငလင်းလှုပ်သွားတယ်နော်3.9 PR နဲ့လှုပ်သွားတယ်ငလင်းတည်နေလဲကြော်ညာထားတာဖြစ်လို့အလုံးတည်ဝရိယနေနေစီ င်ပါတယ်เนาะအထူးသဖြင့်တက်ကြီးဝယ်ကိုရှိတဲ့အိမ်ကြီးကလေးရှိတဲ့အိမ်ကြီးအဲ့တော့အရေးကြီးစားပွဲစားတန်းကြီးတခြားလေးခဲထားတာအဲ့တော့အဲရှိမှာဆိုလို့ရှိရင်လည်းမန္တလေးတို့သခိုင်းမြလင်းနေမှာလဲမိစုတို့မြင်တွေ့ကြရတဲ့အတိုင်းပဲပေါ့เนาะဒါကြောင့်မလို့မပေါ့စားပါနဲ့အဲ့တော့မြလင်းတည်ရကြတော့အတိကြတော့အခမ်းမန်းလို့မရဘူးအဲ့တော့ပညာရှင်တွေခမ်းမန်းထားတာကတော့ပကိုးငလင်းအကြီးစားလှုပ်ခတ်မှုကခုဆိုနှစ်တရာဝန်းကျင်ပြည့်သွားပြီဒါကြောင့်မလို့ဒီပကိုးမှာလဲမြလင်းကျော်ရှိတဲ့ပကိုးနဲ့တန်လေးပဲချမ်းမှာရှိရတူတယ်ဆိုရင်အထူးဂယူစ ใส่ตายังงงได้บังูได้ နေပြီးတော့အီတောင်ကြီးတို့ဒီလိုမျိုးနေရာတွေကအထူးပဲယူဆိုင်ပါအထူးသဖြင့်ရန်ကုန်မှာဆိုရင်မြို့နယ်ကြီးအနိုင်တတိထားလို့ရအောင်ဒီချာလေးခွဲခြားပြီးတော့မှလည်းတတိပိချက်ကြီးလောက်ထားတယ်အဲ့တော့တကုံစိတ်ကန်းတို့တင်ကန်းကျွန်းတို့အောင်တကုံဘက်တွေဒီနေရာရကြတော့တန်လင်းမြင့်တဲ့နီးကဖြစ်တဲ့အတွက်ကြောင့်အဲ့ညက်လေးတွေအထူးယူဆိုင်ပါအဲ့တော့ဒီရန်ကုန်ပိုင်းအနောက်တိုင်းဆိုလို့ရှိရင်အင်းစိတ်မြို့နယ်ရဲ့လှိုင်သားရရဲ့အဲ့ညက်လေးတွေကဒီချာလေးကြီးယူဆိုင်ပါအဲ့တော့ဒီမှာဆိုရင်လှိုင်သားမှနေတယ်အဲ့တော့နှစ်ထပ်တိုက်ဆိုတော့ငလင်ခုနကလှုပ်လိုက်တာတော်တော်လှုပ်ခါသွားတာပေါ့နော်တော်တော်နှလုံးလေးပါတော့ သွားတယ်အဲအသေးတန်အပြည့်ကိုအပြည့်ထွက်ရတယ်ပေါ့နော်ဒါကြောင့်မလို့မပေါ်စားပါနဲ့ပေါ့နော်အခုကငလင်တတိလည်းကြောညာထားတော့ငလင်ရကြတော့အတိကြတော့ခံမလို့မရအောင်ဒါပဲပညာရှင်တွေပြောတဲ့အတိုင်းတော့ပေါ့နော်မိစုရဲ့တတိဝရိယလေးရောတခြားလေးရှိပါရှိမှလည်းကိုယ်တိုင်ကြုံတွေ့ထားတဲ့သူတွေလည်းရှိတာဆိုတော့အရင်တော့မပေါ်စားစီနေပါအောင်နော်အရင်လည်းမစိုးရင်ကြပါနဲ့နော်အားလုံးပေးကင်းကြပါစေနှုတ်ွားတယ်နော်7နာရီ10မိနစ်ကငလင်နှုတ်ွားတယ်နည်းနည်းတတိထားကြသေးလားဟိုကျမတို့ကဂဲမတ်မူလားစာတငယ်တွေလို့လေဟိုကြောက်တယ် တခြားတောင်းတော့မဟုတ်ဘူးခလေးတငယ်လေးရှိရလေးသီးလားနည်းနည်းလူကြီးမိပါတယ်ခလေးတငယ်လေးရှိတယ်လို့နည်းနည်းနုံနုံကြကြလေးအဲ့လိုခါဝါတယ်တအားခါဝါတာ7နာရီ10မိနစ်ကျမတို့ဒီရန်ကုန်မှာကျမတို့ဒီတိုက်ခန်းအလွှာရင်းနဲ့နေလို့ဆိုပို့ပြီးတော့စိုးတယ်သီးလားကြောက်လိုက်တာလမ်းသွားတာပဲခါတယ်ကျမထိုင်းနေအောင်ဖုန်းသုံးနေတာခါဝါတအားတိတာတော်ကိုခါသွားတာသီးလားအဲ18ရက်နေ့ဆယ်လပိုင်းပေါ့နော်အခုည7နာရီ19မိနစ်လောက်မှာ ရန်ကုန်မြို့မှာငရင်နေနေလှုပ်သွားပါတယ်။အဲ့အကြီးသားကြီးတော့မဟုတ်ပါဘူး။နှစ်ခါလောက်ခါသွားပါတယ်။အဲ့အစိုးပွားကြီးမဟုတ်ပါဘူး။ကိုအစင်းသည်တတိလေးထားလို့ရအောင်ကျွန်တော်ပြောပြတာပါ။အားလုံးကိုရဲ့လူအပ်တဲ့စာရေးစာရန်လေးတွေလူအပ်တဲ့အဖို့တန်ပစ္စည်းလေးတွေထည့်ထားပါ။ဒါလောက်ကြီးစိုးရင်တရားမဟုတ်ပါဘူး။ဒါပေမဲ့တတိထားပြီးနေကြဖို့ငရင်ငယ်လေးပေါ့ဗျာ။ไอ้อภิสาอีพบออกเนเน่ตีตาได้หลุช้าหมู่นี่တော့ရှိတော့ပါတယ်မရင်အနေငယ်လေးလှုပ်တော့ပါတယ်လို့ရန်ကုန်မြို့မှာပါเนาะအားလုံးတခြားမြို့နယ်တွေတော့မတီးသေးပါဘူးအခုညာ 2019ရက်နေ့အောက်တိုဘာလည7နာရီနဲ့19မိနစ်မှာငရင်ငယ်လေးနှစ်ချက်ခါတော့ပါလေရန်ကုန်ပြို့ပေါ့နော်အဲ့ဒါလေးသတိထားလို့ရအောင်မတိသေးတဲ့လူတွေလည်းသိရအောင်လို့ပါအဲ့ကြောက်လန့်ဇာတ်လည်းမလိုပါဘူးဒါပေမဲ့သတိထားလို့ရအောင်လို့လေဟိုနုံနုံကြကြလေးနဲ့သတိထားပြီးလို့ရအောင်ဒါလေးသတိပေးတာပါလို့အဲငရင်လှုပ်လို့တဲ့ည7နာရီဝင်ကျင်လောက်ပေါ့နော် အဲလှုပ်တာကတော့ဘယ်တော့မှမရှိပါဘူးဒါပေမဲ့တော့ညာလဲဒီပေါ့နော်ကျွန်တော်တို့ရီဒီရန်ကုန်မှာလှုပ်တာဖြစ်တဲ့အတွက်ကိုလူနေထူတတ်တဲ့နေရာတိုက်အမြင်ကြီးရှိတဲ့နေရာကမိသားစုတွေကတော့နည်းနည်းလေးဂယုဆိုင်တတိထားပြီးတော့ဒီညတော့ဟိုသတိဝိရိယလေးနဲ့နေစေချင်တာပေါ့ဘာလို့လဲဆိုတော့ဟိုဟိုပြောမရဘူးလေပြောမရဘူးဟိုဒီလိုကရန်ကုန်မှာတော့ဒီလောက်ကြီးတော့မလှုပ်ဘူးမလှုပ်ဘူးဆိုပေမဲ့အခုလှုပ်တာနည်းနည်း ပြန်ဆောင်လိုက်တဲ့ဟာလေးကနည်းနည်းလေးတော့ကျန်းတယ်လို့ထင်ရတယ်ဗျ။အဲတော့အခုလက်ရှိမှာတော့လမ်းဒီမှာပဲလူတွေကထွက်နေတာတော့တွေ့တယ်။အဲအဓိကပြောချင်တာကသတိဝိရိယနဲ့ဟိုငြိမ်ဝါးမိမဲ့တော့ညာတဲ့သတိဝိရိယလေးနဲ့အိပ်ဖို့ပေါ့နော်။ဒီအထက်မြင့်အဆောက်အဦးမှာနေတဲ့မိသားစုတွေကပို့ပြီးတော့ဒါတတိထားကြဖို့ဒီဥရားလေးနဲ့အိပ်ဖို့ကျေးဇူးတင်ပါတယ်ယူဆိုင်ကြပါဦးအဲ့နာရီနဲ့7မိနစ်နဲ့17မိနစ်ဝင်းကျင်လောက်မှာရန်ကုန်ကျမတို့ဒီမှာငလင်လှုပ်သွားတယ်လို့ခံစားရတယ်ဟုတ်လား ဟုတ်လားဗောနော်ဟုတ်လားတစ်ချက်တော့ပြီးပြန်ပြောပေးပါအောင်ကျွန်တော်တို့အိမ်ကတော့လုံချင်းအိမ်ဖြစ်နေတဲ့အတွက်လေကျွန်တော်တို့ကအောက်ထပ်ကအောက်ထပ်မှာကျွန်မအမေအမေကတော့အောက်ထပ်ကလူတွေကတော့မသိဘူးကျွန်တော်တို့ကအပေါ်ထပ်ကလူတွေကတော့ကျွန်မကတော့အဲ့လိုငလင်းလောက်တဲ့ခံစားချက်ကိုကျွန်မရလိုက်တယ်ကွာရလိုက်တဲ့အတွက်ကျွန်မအောက်ကိုမေးလို့ရှိရောအောက်ကိုကျွန်မလည်းဘာမှသာမလုပ်တာတော့ကိုကကြောက်ရလန်နဲ့ဖုန်းတွေဘာတွေကောက်ယူပြီးချက်ချင်းဝုန်းဆိုပြီးပြေးစင်းပြီးသွားပြီကျွန်မသားနဲ့ကျွန်မနဲ့နှစ်ယောက်အောက်ကိုပြေးစင်းပြီးသွားပြီအဲ့ဒါကိုအမေကလည်းမဟုတ်ပါဘူးမဟုတ်ပါဘူးတော့ပြောတယ်ဒါပေမဲ့ဟုတ်တယ်လို့ထင်တယ်အဲ့ဒါနဲ့ ဟုတ်ဟုတ်လားရန်ကုန်ကသူတွေသတိထားလိုက်မိလားခံစားမိလိုက်လားအဲ့လိုမျိုးဒါဆိုရင်တော့နည်းနည်းတော့ဒါကလေဟိုတနေ့ကလည်းဟိုကနည်းနည်းတော့သတိထားရမယ့်အချက်ရှိရယ်သတိထားရမယ်ထင်တယ်လို့ပြောတာနော်အမလီတော့မဟုတ်ဘူးကျွန်မစိတ်ကန်နေအောင်ပဲဟုတ်လားမဟုတ်လားကျွန်မကိုပြန်ပြောပေးကြပါဦးကျွန်မကြောက်လို့ပါအခုတော့မှပဲနည်းနည်းလေးလှုပ်လှုပ်လေးဖြစ်သွားတာတော့မှပဲကျွန်မအောက်ကိုအော်ပြီးတော့ပြေးစင်းရတယ်ဟုတ်ကဲ့ပါမြို့လူကြီးမွေးပြီးတော့လေကတော့ဒီလောက်ပါပဲရှင့် အော်တိုဘားလ18ရက်နေ့ည17:00နာရီ6မိနစ်7မိနစ်ဝန်းကျင်မှာပေါ့နော်ဒီငလီရက်နှစ်ကြိမ်လှုပ်သွားတယ်ပထမတော့ရင်းရင်းလေးလှုပ်သွားတယ်နောက်တစ်ချက်ကတော့စောင့်ပြီးတော့လှုပ်သွားတာပဲဖြစ်ပါတယ်ရန်ကုန်တိုက်ရင်မြန်မာနေတဲ့မိဘပြည်သူတွေကျွတ်တင်ပြစင်ကာဝန်တို့ရအောင်လို့ဘူးတူတာနေနဲ့ပြန်လည်ညှောက်လိုက်ခြင်းပဲဖြစ်ပါတယ်ငလင်သတင်းတွေကတော့ကြေညာထားတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းဒီအရန်ကြီးမပြင်းဘူးဆိုပေမဲ့ဒီတစ်ချက်ကတော့နည်းနည်းလေးတော့ပြင်းနေပေါ့နော်စောင့်ပြီးတော့လှုပ်သွားတာပဲဖြစ်ပါတယ်အမျိုးတို့ကယူဆက်ရအောင်လို့ပြန်လည်ညှောက်လိုက်ခြင်းပဲဖြစ်ပါတယ်ရှင့် မွဲဗီဒီယိုလေးကိုစောင့်ကြည့်လက်ပတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဘာသူဘာသာအားလုံးဘေးရန်ပေါင်းကူရှင်ပါစေလို့ဆုတောင်းလိုက်ပါရရှင်။နောက်ထပ်လည်းမွဆက်လီတဲ့နေ့ဘုဒ္ဓရာရဆရာဗီဒီယိုလေးတွေကိုနှစ်စင်လိုက်တက်ဆက်ပေးတော့မှာမို့မွဲ channel လေးကို like subscribe နဲ့တာပြီးတော့တောင်းစုပါရရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတ။